မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်တိုက်ပွဲပြင်းထန်နေတဲ့ကြောင်ဖြူမှာလက်နက်ကြီးကြီးစားထိမှန်လို့စစ်ကောင်စီဘက်က6ရောက်ထမ်းရရတဲ့အကြောင်းတင်ဆက်ပေးပါမယ်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ရခိုင်ပြည်ကြောင်ဖြူမြို့နယ်မှာလက်နက်ကြီးကြီးစားထိမှန်မှုကြောင့်စစ်ကောင်စီဘက်က6ရောက်ထမ်းရရသွားတယ်လို့သိရပါတယ်ကြောင်ဖြူမြို့နယ်ကုန်းချိန်တိုင်းနဲ့မလကျုံဧရိယာတွေကစစ်ကောင်စီတပ်ဆွဲပြီးနေထိုင်နေတဲ့တရုတ်စစ်ရုံစီမံကိန်းတွေရှိတဲ့နေရာကိုရခိုင်ရဲ့ပိုင်းတွင်အာရခတပ်တော်ရင်ကလက်နက်ကြီးကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီလိုပစ်ခတ်မှု ှုကြောင့်လက်နက်ကြီးစားထိမှန်တဲ့အတွက်စစ်ကောင်စီဘက်ကဒုတိယတန်ရည်မှုအစီပုံမှုတယောက်နဲ့နောက်ထပ်တပ်ဖွဲ့ဝင်၅ယောက်စုစုပေါင်း၆ယောက်တန်ရာရရှိသွားတယ်လို့စစ်ကောင်စီနဲ့နီးစပ်သူမြေပြင်စစ်ရေးတရင်အင်းမြင့်တယောက်ကပြောပါတယ်။ ဒါအပြင်ဒရုန်းဤပညာရှင်တရုတ်စစ်သားတယောက်ကလည်းလက်နက်ကြီးကြီးစားထိမှန်တဲ့အတွက်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သတင်းထွက်နေရလို့လည်းသူကပြောပါတယ်တရုတ်စီမံကိန်းဆက်ယုံတွေရှိမှစစ်ကောင်စီကားကင်းစခန်းတွင်တိစောက်ပြီးတမင်နေရာယူထားကြတယ်ပြီးတော့ဒေသခံတွေကိုနေတိုင်းဒရုန်းနဲ့ဖုံးကျဲတိုက်ခိုက်တဲ့တရုတ်ဤပညာကူပေးတဲ့စစ်သားတွေပါပါတယ်ဒါကြောင့်အင်ကပြန်ပြစ်လိုက်တာစစ်ကောင်စီဘက်က6ယောက်ပေါ့ဒဏ်ရာရသွားတယ်နောက်ထပ်ဒရုန်းဤပညာရှင်တရုတ်စစ်သားတယောက်ကိုလည်းထိရလို့သတင်းထွက်နေရလို့ပြောပါတယ်ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်း၅ခုကို ော်လိုင်းပူပေါင်းတန်းရှင်းရက်တွင်သိမ့်ပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မော်ခီနဲ့ဘီယန်နောင်ကုန်းတက်စခန်းကိုဒီကနေ့မနက်မှာသိမ့်ပိုက်ရရှိရလို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတက်စခန်း၅ခုကိုတော်လိုင်းပူပေါင်းတက်ကမေလနောက်ဆုံးပတ်တွင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးစစ်ကောင်စီထံမှလက်နက်ခင်းရဲများစွာရရှိခဲ့ပါတယ်။မေလတတိယပတ်မှာတက်မဟာချောင်းနေမြီမြရီမျိုးနယ်အတွင်းမှာစစ်ကောင်စီရဲ့လက်ကျန်တက်စခန်းတွေကိုတော်လိုင်းပူပေါင်းတက်တွေကထိုးစစ်ဆင်ခဲ့ရမေလ23ရက်မှာပလဲတူတက်စခန်းမေလ28ရက်နေ့မှာကနဲလီတက်စခန်းမေလ29ရက်မှာ ရွှေအေးမြိုင်ဝါမီထတက်စကန်မေလ30ရက်မနက်မှာဘင်းရင်နောက်တက်စကန်နဲ့မော်ခီတက်စကန်များသိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ KNDOPDF ပူးပေါင်းတပ်တွေတင်ယူနိုင်ခဲ့တဲ့တပ်စခန်း၅ခုအနက်ဗလဲဒိုစခန်းနဲ့ကနဲလီတပ်စခန်းမှလက်နက်ကြီးများအပါအဝင်လက်နက်မျိုးစုံအလတ်150ခန်းသိမ်းပိုင်ရရှိခဲ့ပြီးကြံတပ်စခန်း၃ခုမှစစ်ကောင်စီတပ်များစခန်းဆော့ထွက်ပြေးသွားခြင်းဖြစ်တဲ့လူကရင်သတင်းရင်းမြစ်တချို့ကဆိုပါတယ်မော်ခင်လည်းပါတယ်ရန်သူကတော့ထွက်ပြေးနေလို့သိရတယ်ရွှေအေးမြိုင်ကတော့ဘာမှမရဘူးနော်သူတို့လည်းထွက်ပြေးကုန်ပြီဘင်းရောင်လည်းထွက်ပြေးနေရန်သူကတော့ထွက်ပြေးလိုက်တော့စခန်းတွေသွားရှင်းနေတာလို့ကရင်သတင်းရင်းမြစ်ကပြောပါတယ် KNU ဟိုနီနဲ့ပလဲတိုနဲ့ကနဲလီတက်စကန်သိမ့်ပိုင်ရရှိမှုကိုတင်ဆက်ရရှိထားတဲ့လက်နက်ခဲယံတွေကိုလည်းထုတ်ပြန်ထားပါတယ်။ တော်လိုင်းပူပေါင်းတက်တွေကဘရင်နောင်ကုန်းတက်စကန်နဲ့တပြိုင်တည်းတိုက်ခိုက်နေရမေလ30ရက်မနက်မှာဘရင်နောင်ကုန်းတက်စကန်နဲ့မော်ခီကြီးရွာရှိစစ်ကောင်စီရဲ့နေကြားတက်စကန်ကိုသိမ်းပိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဘရင်နောင်ကုန်းတက်စကန်ကနေဆက်မှာအမြင့်ပေပင်လယ်ရေမျက်နှာပြင်အထက်ပြီး4160-1268မီတာကျော်မှတည်ရှိပြီးစစ်တပ်အခိုင်မာစခန်းဖြစ်ပြီးစတင်အခြေချပြီးရဲ့နောက်ပိုင်းကရင်တော်လိုင်းတပ်ဖွဲ့တွေကအကြိမ်ကြိမ်တိုက်ခိုက်ခဲ့မှုတော့လည်းမသိမ်းပိုင်နိုင်ခဲ့ဘူးပါဘူး။ဒီကနေ့မနက်ကသိမ်းပိုင်ရရှိထားတဲ့မော်ခီတက်ကိုတော်လိုင်းတပ်ဖွဲ့တွေကမေလ 2021ရဲ့မှာစတင်တိုက်ခိုက်ခဲ့တာပါဒါအပြင်တေးပေါ်ဘူစကန်ကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်ကလည်းတော်လိုင်းပူပေါင်းတပ်ကစစ်ကြောင်းတစ်ခုလုံးပြုံအောင်မေလ28ရက်မှာတိုက်ခိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးအရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းများသိမ်းပိုက်နိုင်ခဲ့ပါတယ်မော်ခီရွှေအေးမြိုင်နယ်ဘရင်နောင်တပ်စခန်းများအနက်ဘရင်နောင်တပ်စခန်းမှာစစ်ကောင်စီတပ်သားတွေကထိုင်းဖက်ကိုထွက်ပြေးသွားခြင်းဖြစ်ကြောင်း KNU သတင်းရင်းမြစ်တွေကပြောပါရယ်။ဒါအပြင်ရွှေအေးမြိုင်တပ်စခန်းမှာစစ်ကောင်စီတပ်သားတွေကဥက္ကဋ္ဌ ဥက္ကလိဌာစကန်ကိုစောက်ခွာထွက်ပြေးသွားခြင်းဖြစ်တယ်လို့ကရင်တည်င်းအရင်းမြစ်တအုပ်ကပြောပါ မြောက်ရီမျိုးတောင်ပန်းမြန်မာထိုင်းနေဆက်တရှောင်းနေဆက်စခန်းများကို KNU ပူပေါင်းတကတခုပြီးတခုတိုက်ခိုက်သိမ်းပိုင်လျက်ရှိရာဝေါ်လီပြူဟာစခန်းတိပေါ်ပိုစခန်းဥက္ကဋ္ဌစခန်းတို့သာကြန့်ရှိရတော့ရင်အဆိုပါတပ်စခန်းများကိုလည်းရှင်းလင်းသွားပြီဖြစ်ကြောင်း KNU သတင်းရင်းမြစ်ကပြောပါရင်ဆက်လက်ပြီးလေးနှစ်အတွင်းပကဖရှင်ပေါ်တထောင်ကျော်ကြာဆုံးနေကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီအာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလမှ2024ခုနှစ်ဒီဇင်ဘာလအထိပကဖရှင်ပေါ်တထောင်ကျော်ကြာဆုံးခဲ့ကြောင်းမြို့သားညီညွတ်ရေးဆိုရ NUG တည်ရန်စာတမ်းနဲ့ တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဒူးကောင်က၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာရှင်းတာထားပါတယ်2024တနှစ်ကျော်မှတိုင်ပွဲတွင်ကြာဆုံးပါကဖာ200ကျော်ရှိသလို၄နှစ်အတွင်း တထောင်ကျော်ပြီလို့စင်ယုံစီရင်ခန်းစာရတင်ရပါတယ်ဒီကနေ့ဒီနေ့စင်ရဆက်မြင့်ပြမှာရန်သူနဲ့ဘေးစင်ကရင်ဆိုင်နေရတာသူတို့ပါပဲလို့ဒေါက်တာဒူးကောင်ကဆိုပါတယ်ဒါပြင်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပန်းကဖားနဲ့ပါသုံးလုံးတို့ရဲ့ဆိုးရွားမှုနဲ့မကောင်းသတင်းတွေကိုများသောအားဖြင့်တွေ့ရတော့လဲမြေပြင်မှာအသက်ပေးလူနေကြတဲ့၎င်းတို့ရဲ့ဘဝတွေကမလွယ်ကူကြောင်းဒေါက်တာဒူးကောင်ကဆိုပါတယ် ပန်ကားဖရဲဘော်ရီအကြဆုံးများတာကိုတောက်လျှောက်ထုတ်ပြန်လာတာတွေ့တယ်။မှန်တမ်းပြောရရင်ပြည်တင်းရေကကကွေးဝင်ကြီးဌာနကဒါကိုပြက်ပြက်တတကင်တွေ့တဲ့နဲ့ပါတုံးလုံးဖြစ်တဲ့ပကဖပလဖပအဖတိုက်ပွဲဝင်တာအစိပ်ပိုင်းတစ်ခုတည်းပါ။အဓိက BDF တရင်မှုတွေကစစ်ပညာသင်ချာသင်ထားတဲ့သူတွေပါတုံးလုံးဘက်မှာတော့စစ်ပညာသင်ထားတာမဟုတ်တော့အုပ်ချုပ်ရေးနဲ့ဆက်ဆောင်နေကုညီဖို့ဥတီယာမှာပါတုံးလုံးကိုရှီလန်းထွက်ခိုင်းတာတော့အစိုးရအမှားပဲဖြစ်တင်တာကပြည်သူကကွေးတက်မတော်ကတိုက်နေကြတဲ့ဖွဲ့တွေကထောက်ပို့တာတို့ပြည်သူတွေကိုကုညီတာတို့လုပ်တဲ့နေရန်တရားကိုရှင်းလင်းပြ ်သားစွာလုံနိုင်မှာပိုထိရောက်မှာလို့ပလင်းမြို့နယ်အတွင်းစစ်ကောင်စီကိုတော်လှန်နေတဲ့အသက်40ရွယ်တော်လှန်ရေးဘော်တအုပ်ကဆိုပါတယ်။နေစဉ်စစ်ကောင်စီကလင်းရင်နဲ့ဘုံကျင်းနေတဲ့ဂျာမားပါတောင်းလုံးရေးဘော်တွေကအသက်အနည်းငယ်ဂျာမားလှူရှားသွားလာနေတဲ့အတွက်မချီမငန်ဆက်ဆံနဲ့အနေထားမျိုးရှိကောင်းရှိနိုင်ကြောင်းထားကြောင်းနားလည်ခွင့်လွှတ်ပေးဖို့မျှော်လင့်နေလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာထူးကောင်က၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာရှင်းတာထားပါတယ်။ တရားစီရင်ရေးနဲ့ပတ်သက်တာတွင်သူ့လူကိုယ်ပတ်သားလုပ်တာ NUG အောက်ကမဟုတ်တဲ့အခြားဖွဲ့တွေကိုခွဲခြားဆက်ဆံတာတွင်ကြောင့်အဆင်မပြေတာပလင်းနယ်မှာဆိုတရားစီရင်ကိုပါတုံးလုံးဖွဲ့ကလိုက်နာမှုမရှိဘဲအမှုမှန်မပေါ်ပေါက်တာတွင်ရှိတဲ့ဒါတွေကိုထိန်းချုပ်ရမယ့်အစားဖိနှိပ်တာမျိုးတွင်ရှိတယ်လို့တော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့ပလင်းမြို့နယ်ရှိကျေးရွာတစ်ခုမှနေထိုင်တဲ့အသက်50အရွယ်မျိုးသမီးတောင်ကပြောပါရယ်လက်ရှိမြေပြင်မှာတော်လိုင်းဆောင်ရွက်နေတဲ့ဖွဲ့စည်းတိုင်းကအသက်ကိုဆွတ်ထားခြင်းဖြစ်တဲ့အတွက် NUG နေနဲ့သူ့ဖွဲ့ငါဖွဲ့လို့မခွဲခြားဘဲတပြင်းညီကူညီထောက်ပံ့ပေးမှုတွေလောက်ဆောင် ောင်ပါကအချင်းချင်းပုတ်တိုက်မှုတွေကျော်နေနိုင်ကြောင်းပလဲမြို့နယ်အတွင်းစစ်ကောင်စီကိုတော်လှန်နေတဲ့အသက်၄၀အရွယ်တော်လှန်ရေးဘော်တအုပ်ကထောက်ပြပါရယ်ဆက်လက်ပြီးစစ်တပ်ကဗိုလ်မှူးနဲ့စကားများခဲ့တဲ့ပြည်သူစစ်ကောင်ဆောင်ကိုအမှုဖွင့်ပြီးမိထီလာထောင်ပို့တဲ့ကြောင်းတင်ဆက်ပေးပါမယ်မိထီလာမြို့အဝင်တိုးကိတ်မှာစစ်ကောင်စီလက်အောက်ခံမလိုင်မြို့နယ်စီမံအဖွဲ့ဝင် တင်ဘုံမူဝေဖြိုးနဲ့စကားများခဲ့တဲ့မိထီလာပြည်သူစစ်ကောင်ဆောင်ငင်းစားတက်ချက်ကြီးဇော်ယူထွန်းကိုမေလ29ရက်ကစစ်ကောင်စီကပုံမှန်နှစ်ခုနဲ့ရုံထုတ်ပြီးမိထီလာထောင်ကိုပို့လိုက်တယ်လို့တရားရုံးနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေစီကသိရပါရယ်စစ်ကောင်စီကမိထီလာမြို့နယ်တရားရုံးမှာမေလ29ရက်ကငင်းစားတက်ချက်ကြီးဇော်ယူထွန်းကိုကနအုပ်ပုံမှန်905ကကြီးပုံမှန်66ကကြီးနဲ့ရုံထုတ်ခဲ့ပြီးရဲ့နောက်မိထီလာအကျဉ်းထောင်ကိုပို့လိုက်တယ်လို့ပြောပါရယ် ကနဦးပုံမှန်နှစ်ခုနဲ့ဖွင့်တာပုံမှန်905ကကျင်းကမြို့နယ်စစ်မှုထမ်းစင်ခေါ်ရင်ကဖွင့်တာထွေအုပ်ကပုံမှန်66ကကျင်းစစ်တပ်ဘက်ကဖွင့်တာတခြားပုံမှန်ရင်းနဲ့ဖွင့်မှုထပ်စစ်နေတဲ့မိထီလာမြို့ဝင်ကိမ်းမှာဖြစ်ခဲ့တဲ့ကိစ္စကိုဇော်ယူထွန်းဖြစ်ကတဲ့ကတိုင်ထားတာပုံမှုဝေဖြူကဘာမှမဖြစ်ဘူးတိုင်နေသူကပဲထောင်ကျသွားတယ်။မလ29ရက်ကမိထီလာမြို့အဝင်ကိမ်းမှာမလန်မြို့နယ်စီမံဖွဲ့ဝင်တဲ့ပုံမှုဝေဖြူနဲ့ကားမှန်တကားမချတဲ့ကိစ္စစကားများပြီးရင်နောက်မိထီလာတက်နဲ့ခမာယာ13က စစ်မှုထမ်းကိစ္စနဲ့ငွေကြက်390ရှူတဲ့ကိစ္စပါလူမှုကွန်ရက်မှာတင်လိုက်လို့အဖမ်းခံရတာလို့မြို့ကန်တယောက်ကပြောပါရယ်မိထီလာမှာခမာယာ113ကပေါ်တန်ဆွဲပြီးငွေ3000 ချီတောင်းပြီးပြန်လွတ်နေတာကိုမခံနိုင်လို့လိုင်းပေါ်တက်ရည်တဲ့တက်ရင်မှုကအညိုထားတယ်မလိုင်းကဗိုလ်မှူးဝေပြုံနေမြို့ဝင်ကိမှာပြဿနာတက်တော့မလိုင်းနဲ့မိတိလာဗိုလ်မှူးချင်းပေါင်းပြီးထောင်နေထဲတာစစ်တပ်ကြောင်းနားလေသူမရှိမှစစ်တပ်ကလှုပ်ချင်တာလုပ်လို့ရမှာလေအထက်ရရှိတွေကိုတိုင်ကငွေကြေးကောက်ခံနေတဲ့အတွက်စစ်မှုရန်ကိစ္စငွေကောက်တာတရားဝင်လာလို့မေလ73ရက်နေ့လူမှုကွန်ရက်မှာတင်ပြီးရဲ့နောက်မေလ15ရက်နေ့မှာမိတိလာမြို့ရှမ်းမြို့အောင်ရှက်ကွက်ကနေအိမ်မှာအငင်းစားတက်ချက်ကြီးစော်ရုံထုံးကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်နောက်ထပ်ရရှိထား ားတဲ့သတင်းသစ်များကိုသိရှိနိုင်စေဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီးအားပေးခဲ့ပါအောင်နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်အာ